အလုံးမဲမင်္ဂလာပါရှင် Freedom for Future ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့လေးမှာတော့ဆရာမင်းသိန်ခါရေးတာထားတဲ့မနုစာရီ အပိုင်း၉ကိုဇလက်ဖက်ပြတင်ဆက်ပေးပါမယ်ရှင်နားဆင်ခံစားပေးပါအောင်ရှင်ဒုတိယနေ့၌တရားသဘင်သည် ပထမနေ့ထက်အစည်းကားတိုင်မြိုင်လာ၏မနုစာရီသည်ထုံနေ့၌ညီလွင်သောဝိစားတစားများကိုရွေးချယ်၍ဝစ်စင်ထား၏ လက်ဝိယတနာများဖြစ်သောဗရက်နတောင်းလက်ကောက်အစသည်တို့မှာရွှေတဲများမဟုတ်ပဲတန်ထည်များကိုဝိစင်ထား၏အချိန်ကြာရောက်ပြီဖြစ်ကြောင်းကျိုင်းကိုင်းမင်းခန်းတော်အရာရှိကလေးကကြီးညာလိုက်လျင်မင်းတိုင်ပင်အမတ်ကြီးကပလန်သည်နေရာမှထ၍မနုစာရီကြောင်မြတ်တို့အမျိုးအဖျင်အပေမျှရှိသည်လေထိုအထဲမှာအဘေကြောင်မြတ်သည်တံပိုးအဖျင် အကြီးဆုံးမိသည်လေဟု မြင်မောင်းကောင်းကောင်းဖြင့်မိကွန်ထုတ်၏မနုဆာရီသည်နေရာမှထ၍ဖြီဆုံမိနေရာသို့လျှောက်သွားကာဘယင်းမြင်းမြတ်ကိုအယူအသေးပြု၍သောအခပါတီဝိနေစီယောဟောတိအစရှိသောဂါရာဖြင့်ဝိနေစစ်စီယပါလနတ်သမီးအားတိုင်တယ်ပြီးနောက်ကျောင်းမြတ်ယတနာအမေပု္ပ္ပဆာဟာအာတိတ်ထသောနာတာ ပု္ပ္ပဆာမျိုးဖြစ်ပါတယ်။အနက်မထင်၍မေသောပု္ပ္ပဆာမိပါတယ်။ နုစာရီဟာဝိနေစီယပါလနတ်သမီးရဲ့ဂုံတိတ်ခါကိုစောင့်တိသောအဖြစ်ဖြေဆိုပါမယ်။ကြောင်မြတ်ယတနာမျိုး24ပါးရှိပါတယ်။ကြောင်မြတ်ရွှဲဝရစိန်ကြောင့်မဟာနီလာကြောင့်အိန္ဒနီလာကြောင့်မတာရကေကြောင့်မတုမရာကကြောင့်အုတ်တဖျားကြောင့်ခရစ်ထဝင်ကြောင့်တုလာကကြောင့်အမျက်ကြောင့်လောတိတင်ကကြောင့်ဟယ်မန်ကြောင့်တဏကြောင့်သောတရတကြောင့် ဂေါမုတ်ကြောင့်ဂေါမိတ်ကြောင့်တောဂန္တိကကြောင့်ပလဲကြောင့်ခယူသိန်းကြောင့်မြဆင်းကြောင့်ရဇဝတကြောင့်ညကြောင့်ပရင်ကြောင့်ဗျမနီကြောင့်ရေလို့ဖြစ်ပါတယ်။မိတိကြောင့်မြတ်ယတနာဟာအဖိုးအထိုက်ဆုံးလဲဆိုတဲ့မိကွန်ပု္ပ္ပာနဲ့ပတ်သက်လို့တော့မနုစာရီအနေနဲ့ဘယ်ကြောင့်မြတ်ယတနာမှာအဖိုးထိုက်တန်ခြင်းမရှိဘူးလို့ဖြေဆိုပါတယ်။ဥစယူးဆိုရင်ဖြင့် ပြောင်ပြောင်လဲလဲရှိတဲ့အရာတိုင်းကိုအဖိုးထိုက်တယ်လို့ထင်မှတ်ကြပါတယ်။ဘယင်မင်းမြတ်သည်ပြောင်ပြောင်လဲလဲရှိသောသူ၏မင်းမြောက်တစားများကိုငုံ၍ကြည့်မိ၏။မကြည်မနက်လဲဖြစ်သွားပုံရ၏။အဘယ်မနုစာရီပြည်တံပရများလိုကြောင်းမြေရတနာမျိုးကိုအဖိုးမထိုက်ဘူးလို့တင်ဆိုမလား။အမက်ကြီးကပလန်ကဇောဒကတက်၏။ပစ္စည်းဝိထုတိုင်းမှာတံပိုးအဖြစ် ဗရတလန်တန်ဖိုးနှင့်ဟတ္တတလန်တန်ဖိုးရည်လို့ရှိပါတယ်။ဟတ္တတလန်တန်ဖိုးဆိုတာကပြောင်းလဲတက်ပါတယ်။လက်ဖွားနဲ့တရန်တူတဲ့တန်ဖိုးဖြစ်ပါတယ်။ဗရတလန်တန်ဖိုးဆိုတာကတော့အတုံးဝင်မှုအပေါ်မှာမူတည်တဲ့အတွက်အမြဲတမ်းအဖိုးတန်နေပါတယ်။ခြေဖွားနဲ့တရန်တူပါတယ်။ပြောင်းလဲမှုမရှိပါဘူး။အမတ်ကြီးဆိုတဲ့ပြည်တံပရများဟာကျက်မတကောင်အတွက်ပြောင်းဖူးစီတစ်စီလောက်အဖိုးတန်မှာမဟုတ်ပါဘူး။ မတ်ကြီးကိုတိုင်အတွက်လဲရေတစ်ခွက်လောက်တောင်တန်မိုးမရှိကြောင်းသိချင်ရင်တဲကနေရတဲမှာငါးရက်တာများသွားရောက်ပြီးနေကြည့်ရင်သိနိုင်ပါတယ်တကယ်လို့အမတ်ကြီးဟာတဲကနေရတဲမှာရေမတောက်ရပဲငါးရက်လောက်နေတဲ့အခါမှာတစုံတစ်ယောက်ကတောက်ရည်လေးတစ်ခွက်နဲ့ပြည်တံပရံများကိုရှင်ပြီးပေးမယ်ဆိုရင်တောက်ရည်ကိုပဲအရာအမိယူမှာအမှန်ပြင်ဖြစ်ပါတယ်ပြည်တံပရံများဟာရေတစ်ခွက်လောက်တောင်တမိုးရှိမှာမဟုတ်တော့ဘူးဒီတော့ လူတွေအတွက်လိုအပ်တဲ့စံစီစာရေအဝတ်အထည်နေအိမ်စတဲ့အသုံးဝင်ပစ္စည်းတွေသာလျင်တကယ်တန်ဖိုးရှိတဲ့ပစ္စည်းတွေဖြစ်ပါတယ်။ဒါကြောင့်ကြောင်မြတ်ယတနာတွေကိုမနုဆာရီကတန်ဖိုးမရှိဘူးလို့ဖြေဆိုခဲ့ခြင်းဖြစ်ပါတယ်။တန်ဖိုးအမှန်ကိုမခွဲခြားတတ်တဲ့ဥစ္စာပြတ္တနာမတ္တကခေါ်တဲ့အုတ်စယူးတွေသာလျင်မြင်မြင်သမျှအရာကို အဖိုးထိုက်တန်တယ်လို့အယူမှတ်တတ်ပါတယ်။ မနုစာရီ၏အဖြစ်ကိုမိသူမြအစောတကမတက်နိုင်ထိုနေ့အဖို့၎င်းပု္ပ္ပာနေ့ပင်တရားတပင်ကိုရုပ်သိမ်းလိုက်၏တရားတပင်သည်ပထမနေ့ထက်ပုံမကျေလောင်စွာကောင်းချီပေးခဲ့၏တတိယနေ့၌တရားတပင်သည်ဒုတိယနေ့ထက်အစီကားတိုင်မြိုက်လိုက်၏မနုစာရီသည်ထိုနေ့၌အနက်ရောင်ဝစ်စားတစားတော့အားရွေးချယ်ဝစ်စဉ်၏ပတိနတောင်ဘယက်စတော့ လဝိယတနာတို့ကိုလည်းမဟုရာကြောင့်နှင့်အဖြိုင်နှက်တို့ကိုသာဝစ်ဆင်လာ၏တရားတပင်၌လောဟိတအမတ်ကြီးသည်မင်းခန်းတော်ကျိုင်းကန်အရာရှိကအချိန်ကြရောက်ကြောင်းကြေညာလိုက်သည်နှင့်တပြိုင်နက်အောက်ပါမေကွန်ပု္ပ္ပာကိုမေးတော်၏မနုဿာရီသူရဲ့ကောင်းဘယ်နှမျိုးရှိသနည်းအဘယ်သူရဲ့ကောင်းသည်အရေးရင်ဆုံးဟုသင်ဖြေဆိုမိနီမနုဿာရီသည်တောအခပါတီ ဝီနီစီယောဟော်တီအစသောဂါဒါဖြင့်ဝီနီစီယာပါလနတ်သမီးကိုတိုင်တယ်ပြီးနောက်အခုလောဟိတအမတ်ကြီးမေးတဲ့ပု္ပ္ပစာဟာအယူအဆတန်တရားဖြစ်နေ၍ရှင်းလင်းစေရန်မေးမြန်းသောဝိမတိတ်စေတနာပု္ပ္ပစာမျိုးဖြစ်ပါတယ်ဝိနေစီယပါလနတ်သမီးရဲ့ဂုံတိတ်ခါကိုစောင့်တည်သောအဖြစ်မနုစာရီဖြေဆိုပါမယ်။ဟတ္တရောဟာဆိုတဲ့စင်စီစစ်တိုက်သူရဲကောင် အတ္တရောဟဆိုတဲ့မြင်းစီစစ်တိုက်သူရဲ့ကောင်ရတိကဆိုတဲ့ယထာယင်စီစစ်တိုက်သူရဲ့ကောင်ဒနုကဟဆိုတဲ့တရင်တက်ခွဲတို့ကိုနေရာချ၍စစ်တိုက်တော်သူရဲ့ကောင်ဆလကဆိုတဲ့အောင်လံကိုင်ရှေ့သွားသူရဲ့ကောင်ပိန်ဒဒါယိကဆိုတဲ့ထန်တီခိုင်ခြိုင်တကဲ့သို့ရန်သူဤဥကောင်းကိုဖျက်ယူနိုင်စွမ်းသောသူရဲ့ကောင်အုတ်ကရာဇပုတ်တဆိုတဲ့ တိုက်ပွဲအောင်ဖန်များသောမင်းညီမင်းသားသူရဲကောင်းပက်ခိန်တနာဆိုတဲ့ရန်သူတက်သွင်းသမဟုတ်ချင်းဝင်ရောက်ပြန်ထွက်နိုင်သော သူရဲကောင်းမဟာနာကဆိုတဲ့အမုံရစ်စင်ပြောင်ကြီးနဲ့တွေ့စေကမူမဆုံမနစ်ရင်ဆိုင်နိုင်သော သူရဲကောင်းသူရာဆိုတဲ့မဟာသမုတ်တရာကြီးကိုဖျက်၍ကူးရမည်ဟုမိမိအထက်အရာရှိကအမိန်ပေးလျင်ဖျက်ကူးဝင့်သောအမိန်နာခံတတ်သည့်သူရဲကောင်းဓမယောစီနာဆိုတဲ့ တန်ချက်အင်ကြီးဝစ်စင်၍ရန်သူတက်သွင်းအသိဝင်ရောက်တိုက်ခိုက်တတော်သူရဲ့ကောင်ဒါတပုတ္တဆိုတဲ့ရန်သူအတွင် အရှင်ကခိုင်းလင် ဝင်ရောက်တိုက်ခတ်တတ်သောကျွန်သူရဲ့ကောင်ဟူ၍အမျိုးအားဖြင့်33မျိုးရှိပါတယ်ဒါပေမဲ့သူရဲ့ကောင်လို့ဆိုသမျှသူတွေဟာကြောက်တတ်သူတွေဖြစ်တဲ့အတွက်အရေးရင်ဆုံးလို့မပြောနိုင်ပါမနုဿာရီအဖြစ်ကြောင့်တရားသဘင်တစ်ခုလုံးတည် ရုပ်ရုပ်တဲတဲဖြစ်သွား၏ တရားတပည့်၌ရောက်ရှိနေသောဘရင်သူရဲကောင်းများလည်းမကြည်မနက်ဖြစ်နေကြ၏မင်းသားအတိတရာကိုတိုင်းပင်ထို့အဖြစ်ကိုဘဝင်မကျဖြစ်နေ၏လောဟိတအမတ်ကြီးသည် မကြည်နိုင်၍အောက်ပါအတိုင်းသောဒနာပြု၏အဘယ်မနုဆာရီ သူရဲကောင်းကိုကြောက်တတ်သူဟုသင်ပါကြောင့်ဆိုနိုင်တယ်လေလောဟိတအမတ်ကြီးသူရဲကောင်းဆိုတဲ့သူတွေရဲ့အသွင်းတံတားမှာ သူရဲ့ဘောနဲ့သူလို့အများကထင်မှတ်မှာကိုအလွန်ပင်စိုးရင်ကြောက်လန့်ကြပါတယ်။ဘလောက်ကြောက်တယ်လဲဆိုရင်တရားမှာထက်ပင်ကြောက်ပါသေးတယ်။ဒါကြောင့်သူတို့ဟာသူရဲ့ကောင်းဖြစ်နေကြရခြင်းဖြစ်ပါတယ်။ဘရင်သူရဲ့ကောင်းများသည်မနုစာရီအဖြေကိုစစ်စစ်တွေးကအချင်းချင်းကြည့်၍အင်ဒရီရစွာပြုံးပြကြ၏မင်တာအတိတရာဒီလဲတကိုယ်တည်းပြုံရင်ခေါင်းဆက်၍ဝင်ခံလိုက်၏တရားသဘင်သည် ဒုတိယနေ့ထက်ပို၍ကျေလောင်စွာကောင်းချီးပေ၏ထိုနေ့အဖို့ထိုပု္ပ္ပစာနေ့ပင်တရားသဘင်ကိုရုပ်သိမ်းလိုက်တော်၏စတုထာနေ့၌တရားသဘင်သည် တတိယနေ့ထက်စီကားတိုင်မြိုက်လာ၏မနုဿာရီသည်ညိုသောဝစ္စာတစားများကိုရွေးချယ်ဝစ်စင်၏လဝိယတနာများကိုမူလုံးဝမဝစ်စင်တော့အချေသူကိုကြည်ရသည်မှာဇောကအချစ်မြတ်ကိုကြည်နေသောဇောကိနီနှင့်တူလာတော်၏ ကျိုင်းကိုင်မင်းခန်းတော်အရာရှိကလေးကကြီးညာလိုက်လျင်အမက်ကြီးဒမိန်လောသည်အောက်ပါပု္ပ္ပာကိုမင်းမြန်တော်၏ဤလောက၌ဝိစာဒရတိတ်တိမြောက်ဇောဂီကိုတာမန်လူသားတို့ဖန်ဆီးနိုင်သလောမနုစာရီသည်သောအခပါတိဝိနိစီယောဟောတိအစရှိသောဂါရာကိုရွတ်၍အောက်ပါအတိုင်းဖြစ်ဆို၏ဤအမေပု္ပ္ပာဟာ မိမိအလိုတို့လိုက်ရန်မေးမြန်းသောအနုမပိပု္ပ္ပာမျိုးဖြစ်ပါတယ်။ဝီနေစီယာပါလနတ်သမီးရဲ့ဂုံတိတ်ခါကိုစောင့်တိခြင်းအဖြစ်မနုစာရီဖြေဆိုပါမယ်။ဝိစာမရနဲ့စောဂီကိုလူသားတို့ဖန်းစည်းလိုကဖန်းစည်းနိုင်ပါတယ်။စမအတက်နဲ့ဖမ်းမယ်ဆိုရင်ဥပရမျိုးဖြစ်သောဘီးတီစမနဲ့ဖမ်းနိုင်ပါတယ်။ပင်လေခီယူတင်းကိုစီးအဖြစ်စီရင်ပြီးဖမ်းရင်လည်းမိနိုင်ပါတယ်။ချိန်ပြန်ကို လေးကင်ပြုတ်ပြီးစီတန်းကိုလေးချိုးပြုတ်ကတန်တီများနှင့်ပြစ်ခတ်ဖန်းစည်းရင်လည်းရနိုင်ပါတယ်တို့ရတွင်ကြီးကိုပင်လင်းညွကွင်းထောင်ချောင်းမှန်းမတိအောင်ပြုတ်ပြီးဖမ်းမှမိနိုင်ပါတယ်ညွကွင်းထောင်ချောင်းမှန်းသိရင်ဖြင့်ကြီးဟာရှောင်းကွင်းပြန်တန်းသွားတတ်ပါတယ်ကြီးထက်တကုတ်ရှိတဲ့ဝိဆာဒရနှင့်ဇော်ဂီကိုဖမ်းဖို့ရ၌နီးလန်းတာရှိတော်လဲမလွယ်ကူလှပါမိသူမျှ စောတနာမပြုသဖြင့်ထိုနေ့အဖို့တရားသဘင်ကို ထိုပု္ပ္ပာနေ့ပင်ပြီးဆုံးရုပ်သိမ်းလိုက်ရ၏တရားသဘင်ပြိသက်သည်လဲတတိယနေ့ထက်ပို၍ကျေလောင်စွာကောင်းချီးပေ၏ပြစ္စမနေ့၌တရားသဘင်သည် အစီကားဆုံးဖြစ်၏မနုဿာရီသည်မိုးကောင်းကင်အပြာရာအဝိတ္တစာတို့ကိုဝစ်ဆင်ထား၏လဝိယတနာတို့မှာဘောနှင့်စိတ်များသာဖြစ်၏ မင်းခန်းတော်အရာရှိက အချိန်ကြောက်ရောက်ကြောင်းကြေညာလိုက်လျင် အမကြီးဥက္ကဋ္ဌသည်အောက်ပါပု္ပ္ပာကိုမေးမြန်၏ဤနေပြည်တော်ဤတရားသူကြီးချုပ်အဖြစ်မိသူကိုခန့်အပ်သင့်ပါသလဲမနုဿာရီမနုဿာရီသည်ရွတ်နေကြသောသောအခပါတိဝိနိစယောဟောတိအစရှိသောဂါရာကိုရွတ်ဆို၍အောက်ပါအတိုင်းဖြေဆိုခဲ့၏ မေသူကိုယ်တိုင်ဖြေချလို၍ပြုသော ပု္ပ္ပစာမျိုးဖြစ်သည့်ကထေထုမြတာပု္ပ္ပစာမျိုးဖြစ်ပါသည်ဝိနေစီယပါလနတ်သမီးရဲ့ဂုံတိခါကိုစောင့်တည်သောအဖြစ်မနုစာရီဖြေဆိုပါမည်အမတ်ကြီးကိုယ်တိုင်စိတ်တွင်းမှတရားသူကြီးချုပ်အဖြစ်ခတ်အပ်ရန်ရည်မှတ်ထားသူဟာတရားသူကြီးချုပ်အဖြစ်ခတ်အပ်ရန်အသင့်တော်ဆုံးသူဖြစ်ပါသည်မနုစာရီသည်ဖြေဆိုပြီးနောက်နေရာ၌ပြန်၍ထိုင်လိုက်၏ အမကြီးဥက္ကဋ္ဌသည် နေရာမှထကဖုံးတော်အလွန်ကြီးမြတ်တော်မူသောဘုရင်မင်းမြတ်နှင့်တကွတရားသဘင်ပရိသတ်ကြီးကို ရှင်းပြရန်ရှိပါသည်ဒီနေ့ပြည်တော်မှာတရားဆုံးဖြတ်မှုပြုလုပ်နေခြင်းမှာတရားသူကြီးများကမိမိထင်သလိုဆုံးဖြတ်နေခြင်းဖြစ်ပါသည်ကိုကားစရာ ဥပဒေကြမ်းအခိုင်အခန့်မရှိခဲ့ပါ သို့တော်လည်းလွန်ခဲ့သော9ရက်ခန့်ကဤတိုင်းပြည်အတွက် အလွန်လိုအပ်လှသော ဥပဒေကျမ်းတစ်စောင်ကိုတစ်စုံတစ်ယောက်ဟာပြုစုပြီးမင်းတိုက်ပြီးအမတ်များထံတင်သွင်းခဲ့ပါတယ်။ထို့ဥပဒေကျမ်းဟာ အလွန်ခိုင်ခန့်တည်ကြည်လှသောကျမ်းဖြစ်ပါတယ်။ဒါကြောင့်ကျမ်းပြုသူကိုပင်တစ်ချိန်တစ်ခါမျှခန့်အပ်ဖူးခြင်းမရှိသေးသောတရားသူကြီးချုပ်ရာဒူးကိုခန့်အပ်သင့်ပါတယ်။ထို့ကျမ်းဟာ အမိအားဖြင့်မနုကျဲသမတတ်ဖြစ်ပါတယ်။ပြုစုသူဟာ ဟောဒီမှာရောက်နေတဲ့ ဝိနေစီယပါလနတ်သမီးရဲ့ကိုပွားမနုစာရီပင်ဖြစ်ပါတယ်။အမကြီးဥက္ကဋ္ဌဤစကားဆုံးလျင်တရားသဘင်ပရိသတ်သည်အော်ဟိ၍ထောက်ခံလေတော့ဤထိုနေ့မှာပင်မနုစာရီသည်နိုင်ငံဤတရားသူကြီးချုပ်ဖြစ်မြောက်ခဲ့ဤထို့ကြောင့်မနုစာရီကိုတရားလွှတ်တော်ယုံနှင့်မနီမဝေးတွင်အိမ်တဆောင်ဆောက်လုပ်ပေး၍နေထိုင်စီဤအဆောင်အယောင်ကိုမင်းသမီးအဆောင်အယောင်နှင့်အပ်ခဲ့ဤ ထို့ကြောင့်ပင် အချို့ကမနုဆာရီမင်းသမီးဟုတင်စားခေါ်ဝေါ်ကြ၏မနုဆာရီသည်တရခွင်၌သာမဟုတ် အဆောင်တော်သို့ရောက်သော မှုကင်းများကိုလည်းဆုံးဖြတ်ပေးရ၏အချို့ကညံဆန်းပု္ပ္ပာများခက်စစ်များလာရောက်မင်းမြန်တီကိုလည်းဖြည့်ဆို့ပေးတတ်သဖြင့်အတိုင်းတိုင်းအပြီပြီမှ မဖြည့်ရှင်းနိုင်သော မှုကင်းများပု္ပ္ပာများပင် လာရောက်အကူအညီတောင်းတက်ကြ၏ ဟုတ်ကဲ့ပါရှင်။မနုစာရီအပိုင်းကိုကိုအဆုံးထိနားဆင်ခန်းစားပြီးခဲ့သူများအားလုံးကိုကျေးဇူးများရေးတင်ပါတယ်ရှင်။